မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Life Fan Talk Channel မှာကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့မိတ်ဆွေတို့ကိုမျှော်ယူပေးတဲ့အကြောင်းအရာတစ်ခုကတော့ကမ္ဘာသမိုင်းမှာအလွန်အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့အကြောင်းဖြစ်ပါတယ်သူနာမည်ကတော့ Montesquieu လို့ကျွန်တော်တို့အထူးကောအားဖြင့်ခေါ်ပါတယ်သူကပြင်သစ်နိုင်ငံသားအတွေ့အခေါ်ပညာရှင်တက္ကနပညာရှင်တစ်ဦးဖြစ်ပြီးတော့18ရာစုမှာနေထိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်သူကို1689နှစ်မှာမွေးဖွားခဲ့ပြီးတော့သူက1955မှာဖွယ်လွန်ခဲ့သူတစ်ဦးဖြစ်ပါတယ် သူကိုဒီမိုကရေစီစနစ်ကိုချိန်ချောင်းတက်မှတ်ပေးသူ အာဏာခွဲဝေရေးသဘောတရားရဲ့ဖခင်အစရှိသဖြင့်အမိအမျိုးမျိုးနဲ့သမုတ်ခေါ်ဝေါ်လေးရှိကြပါတယ်။သူ့ရဲ့အဓိကအထင်ကရစာအုပ်ကတော့ Spirit of the Laws လို့ခေါ်တဲ့ဥရေမြရဲ့စိတ်ဝိညာဉ်ဆိုတဲ့စာအုပ်ဟာကမ္ဘာနိုင်ငံရေးသမိုင်းမှာအလွန်အရေးပါခဲ့တဲ့စာအုပ်တစ်ခုဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာသူဟာအစိုးရရန်နေရာတရားကိုကြီးစောက်တဲ့အခါမှာအာဏာခွဲဝေရေးသဘောတရားကိုကျင့်သုံးတဲ့နယ်ဆိုတာကိုတင်ပြခဲ့ပါတယ်။ဒီစာအုပ်ကြောင့်ကမ္ဘာသမိုင်းမှာအစိုးရအုပ်ချုပ် ွေးနဲ့ပတ်သက်ရင်လူတွေရဲ့စဉ်စားတွေးခေါ်တဲ့ပုံစံတွေကအကြီးအကျယ်ကျွန်တော်တို့ပြောင်းလဲသွားစေခဲ့ပါလိမ့်မယ်။အထူးသဖြင့် American ဖွဲ့စည်းပုံအခြေခံဥပဒေ US Constitution အပေါ်မှာလည်း Indian ဩစာညောင်းနေပါတယ်။သူ့ရဲ့တွေးခေါ်တွေက American အစိုးရရဲ့ political system လေပတ်ပုံပိုင်းမှာအဓိကတောက်တိုင်အခြေခံစီမင်းအတွေးခေါ်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မလို့သူ့ရဲ့အတွေးခေါ်ရအကြောင်းကိုပို့ပြီးသိရအောင်ဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပါ။ Montesquieu ရဲ့အတွေးခေါ်ရကအခြေခံအားဖြင့်ဘယ်လိုရှိသလဲ။ ဒီကအားဖြင့်သူ့ရဲ့နာမည်ကျော်လက်ရာဖြစ်တဲ့ဥပဒေများရဲ့စေဝိညာဉ် Spirit of the Law ဆိုတဲ့စာအုပ်ထဲမှာအဓိကအတွင်းအမြင်တစ်ခုကိုသူကတင်ပြခဲ့ပါတယ်။သူ့ရဲ့အမြင်အရအစိုးရအုပ်ချုပ်ရေးမှာအာဏာ၃မျိုးရှိရမယ်။ပထမတစ်ပိုင်းကတော့ဥပဒေပြုရေးအာဏာ to make the law ဖြစ်ပါတယ်။ဒုတိယတစ်ပိုင်းကတော့အုပ်ချုပ်ရေးအာဏာ to enforce the law ဖြစ်ပါတယ်။တတိယတစ်ပိုင်းကတော့တရားစီရင်ရေးအာဏာ to interpret the law ဖြစ်ပါတယ်။အဲ့တော့ဒီအာဏာ၃ခုကိုခွဲထားပြီးတော့တစ်ခုကတည်းကတစ်ခုကိုထိန်းချုပ်နိုင်အောင်လုပ်ထား ားဖို့လိုမယ်။အားကြောင့်လဲဆိုတော့အာဏာတစ်ခုတည်းကိုပဲတစုတစ်ဖွဲ့အနေအားတွေအကုန်ကင်ထားရင်ဒီအုပ်ချုပ်ရေးစီမံခန့်ခွဲရေးစနစ်ဟာအာဏာရှင်စနစ်ဖြစ်လာနိုင်လို့ပါဆိုရဲယူဆချက်ကိုသူကအဓိကချပြခဲ့သူဖြစ်ပါတယ်။ဒီတော့သူကအစိုးရတစ်ခုမှာအာဏာအကုန်လုံးကို လူတယောက်သုံးဖို့ပုစုတူခဲ့ရပဲကင်ထားတာမျိုးဖြစ်တယ်ဟုတ်။အဲ့ဒီအစားအစိုးရရဲ့အာဏာစိုးရအုပ်ချုပ်ရေးရဲ့စနစ်ကိုပိုင်း၃ပိုင်းခွဲခြားဖို့အကြံပေးခဲ့ပါတယ်။ဒီပိုင်း၃ပိုင်းကတော့အုပ်ချုပ်ရေးအဖွဲ့အုပ်ချုပ်ရေးအာဏာ Executive Branch ဒီပိုင်းမှာတော့အဓိကအဖြစ်ဥပဒေကိုကောင်ထည်ဖော်မဲ့အပိုင်းဖြစ်ပါတယ်။အမေရိကန်မှာဆိုရင်တော့ဒါဟာသမ္မတ President ကဥဆောင်တဲ့ပတ်ချံဖြစ်ပါတယ်။နောက်ဒုတိယပိုင်းကတော့ဥပဒေပြုရေးအပိုင်း Legislative Branch ဖြစ်ပါတယ်။ဥပဒေပြုရေးနိုင်ငံဖြစ်ပါတယ်။ဒီပိုင်းကတော့နိုင်ငံတကာအတွက် ်အရေးကြီးတဲ့ဥပဒေတွေကိုရေးဆွဲပါတယ်။အမေရိကမှာဒါကလွှတ်တော်ကွန်ကရစ်ရဲ့ဥဆောင်မိလုပ်တဲ့အလုပ်တွေဖြစ်ပြီးတော့ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့အပိုင်းဖြစ်ပါတယ်။နောက်တတိယပိုင်းကတော့တရားစီရင်ရေးအဖွဲ့ Judicial Branch ဖြစ်ပါတယ်။တရားစီရင်ရေးမှန်တိုင်းဖြစ်ပါတယ်။ဒီမှန်တိုင်းကတော့ဥပဒေတွေကို interpret လုပ်ပြီးတော့တရားမျှတမှုရှိမရှိဆုံးဖြတ်ပေးတဲ့ပိုင်ချမ်းဖြစ်ပါတယ်။အမေရိကမှာဒီပိုင်းကိုအကြီးအကဲအဖြစ် တရားရုံးချုပ် Supreme Court ကအဓိကဦးဆောင်တဲ့အနေအထားကျွန်တော်တို့တွေ့ရပါတယ်။ဒီတော့ဘာကြောင့် Montesquieu ကဒီလိုမျိုးအစိုးရအုပ်ချုပ်ရေးရန်ရာကို၃ပိုင်းခွဲချင်ရတာလဲ။အဓိကအကြောင်းရင်းကတော့ရှေ့မှာကျွန်တော်တို့ပြောခဲ့သလိုပါပဲ။လူတယောက်သို့မဟုတ်အုပ်စုကြီးတစ်ခုကအာဏာကိုအကုန်ရရှိသွားရင်အရန်အာချီသွားနိုင်တယ်။တိုင်းပြည်သားတွေရဲ့လွတ်လပ်ခွင့်ဒီမိုကရေစီတူးချင်းရဲ့ individual right တွေပေါ်မှာချိုးဖောက်မှုတွေရှိလာနိုင်တယ်။တနည်းအားဖြင့်လူအများစုကိုထိခိုက်လာနိုင်တယ်လို့သူကယုံကြည်ခဲ့လို့ဖြစ်ပါတယ်။ အနာကိုအပိုင်းသုံးပိုင်းခွဲခြားပြီးတော့အပိုင်းတစ်ခုချင်းစီကတခြားအပိုင်းတွေကိုစောင့်ကြည့်ထိန်းချောင်းနိုင်မယ်ဆိုရင်အကောင်းတဲ့ဘက်ကိုမရောက်အောင်တားဆီးနိုင်မယ်ဒီတော့ဒီအတွေးခေါ်ကိုအနာခွဲဝေခြင်း separation of power လို့ခေါ်ပါတယ်ဒီပုံမှန်မူတည်ပြီးတော့ Montesquieu ကိုလည်း separation of power အနာခွဲဝေခြင်းရဲ့အခခင်လို့အများကဟောဝတ်သမုတ်ခဲ့ပါတယ် အဲ့တော့ဒီလိုလိုချင်းဟာ Montesquieu ရဲ့တင်ပြချက်အရအစိုးရအုပ်ချုပ်ရေးရန်ကြီးရာကိုအကျဉ်းကြီးစေတယ်။ညှတာစီပြီးတော့ပြည်သူလူထုရဲ့အခွင့်အရေးကိုအကာအကွယ်ပေးနိုင်ရဲဆိုတဲ့အချက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီတော့ဆက်ရှိရာစုနောက်ပိုင်းမှာအမေရိကန်ပြည်အောင်စုရဲ့ဖွဲ့စည်းပုံအခြေခံအုပ်ချုပ်ပုံဥပဒေကိုရေးဆွဲခဲ့ကြတဲ့အချိန်မှာတော့ရေးဆွဲခဲ့တဲ့ဥဆောင်ပုဂ္ဂိုလ်တွေက Montesquieu ရဲ့ Separate of the Law စာအုပ်ကိုကိုးကားခဲ့ကြပါတယ်။ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးတဲ့သူတွေထဲမှာ Jane Madison ဆိုတဲ့ ဲ့ပုံကိုတယောက်ပါဝင်ခဲ့ပါတယ်။သူကမွန်တက်စတူရဲ့အတွေးခေါ်ကိုသဘောကျခဲ့ပြီးတော့ဒီအတွေးခေါ်ကဖြစ်သင့်ဖြစ်ထိုက်တဲ့အတွေးခေါ်ဖြစ်တယ်။နောက်အနာဂတ်အတွက်အသုံးဝင်တဲ့အတွေးခေါ်ဖြစ်တယ်လို့သူကချင်းမြင်ယူဆခဲ့ပါတယ်။ဒါကြောင့်မလို့အမေရိကန်အစိုးရဖွဲ့စည်းတဲ့အခါမှာဝစီအုပ်ချုပ်ပုံခြေကံဥပဒေကိုဆက်တက်လုပ်တဲ့အခါမှာအာနာခွဲဝေခြင်းဆိုတဲ့မွန်တက်စတူရဲ့အယူဆကိုအဓိကအသုံးပြုခဲ့ပါတယ်။ဒါကြောင့်မလို့ကိုချင်းကြီးအမေရိကန်နိုင်ငံရဲ့ political system ကိုကြည့်လိုက်ရင်သမရဥဆောင်တဲ့အုပ်ချုပ်ရေးပိုင်း Congress လွှတ်တော်ဥဆောင်တဲ့ဥပဒေပြုရေးပိုင်း ိုင်းနဲ့တရားရုံးချုပ်ဦးဆောင်တဲ့တရားစီရင်ရေးပိုင်းဆိုပြီးတော့မန္တန်ကြီး၃ရက်ကိုအချိန်ရှာတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ မွန်တက်စတူရဲ့ဩဇာကဒီဖြစ်ရက်ဒီဒီပေါ်ပေါက်လာခဲ့တဲ့အခင်းကျင်းတွေနဲ့မပြီးပါဘူးသူကဘာကိုဆက်ပြီးတော့လမ်းပြပေးခဲ့လဲဆိုရင်အချင်းချင်းထိန်းချောင်းချင်းထိန်းညှိချင်းချက်ကန်ဘယ်လန့်ဆိုတဲ့အပြန်အလှန်ထိန်းချောင်းချင်းအယူဆဒီနေ့အဖြစ်နောက်ထပ်အရေးကြီးတဲ့အတွေ့အကြုံတစ်ခုကိုပါထပ်ပြီးတော့ဖန်ပြီးပေးခဲ့ပါတယ်ဒါကအစိုးရရဲ့အပိုင်းတစ်ခုချင်းစီမှာတခြားအပိုင်းတွေကို ထိန်းချုပ်ဖို့စောင့်ကြည့်ဖို့ကန့်သတ်ဖို့အတွက်အာဏာနည်းနည်းစီရှိရမယ်လို့ဆိုလိုခြင်းကျင့်သုံးခြင်းဖြစ်ပါတယ်ဥပမာအနေနဲ့သမရာက ကွန်ကရစ်ကပြဋ္ဌာန်းတဲ့ဥပဒေကိုဗီတိုအာဏာနဲ့ပယ်ချလို့ရတယ်။ဒါပေမဲ့ကွန်ကရစ်ကဒီဥပဒေကဖြစ်တည်နေလို့ယူဆရင်လွှတ်တော်ထဲမှာအများဆန္ဒနဲ့မဲခွဲပြီးတော့အမရရဲ့ဗီတိုအာဏာကိုကျော်လွှားနိုင်ခြင်းဖြစ်ပါတယ်။ဒီတိုင်းပါပဲ။တရားရုံးချုပ်ကလည်းလွှတ်တော်ရဲ့ပြဋ္ဌာန်းတဲ့ဥပဒေတွေကိုချိပြီးတော့ဝစီအုပ်ချုပ်ပုံအခြေခံဥပဒေ Constitution နဲ့ညီမညီအဆုံးဖြတ်ပေးနိုင်တယ်။မညီရင်ဒီဥပဒေဟာဝစီအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့မညီကြောင်း declare လုပ်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ဒီတိုင်းပါပဲ။သမ္မတကတရားရုံး ချိုးအတွက်တရားသူကြီးတွေကိုခံထားနိုင်လို့ကွန်ကရစ်ကလည်းဒီခံထားမှုကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်။ဒီနေ့အဖြစ်ဒုတ်ပိုင်ခွင့်ကိုအပိုင်းတစ်ပိုင်းမှန်တိုင်းတရားထဲမှာပေးထားခြင်းမဟုတ်ဘဲနဲ့အချင်းချင်းထိန်းချောင်းထိန်းညှိထားတဲ့စနစ်ကိုဖန်ပြီးပုံဖော်တဲ့သဘောတရားဖြစ်ပါတယ်။ပြီးတော့ဒီစနစ်ကအပိုင်းတစ်ခုတည်းကိုအာဏာကြီးလွန်သွားခြင်းမဖြစ်အောင်တာစီပေးနိုင်ခဲ့တယ်။အစိုးရကိုတရားမျှတပြီးတော့ဖန်ချက်ညီတဲ့လုပ်ငန်းရန်ရာတစ်ခုဖြစ်အောင်ဖန်ပြီးပေးထားနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်။ဒီပစိဥချုပ်ပေါ် ခြေခံ constitution နဲ့အတူပါပဲအခုကျွန်တော်တို့ Jane Madison ဆိုတဲ့ Montesquieu ရဲ့ယူဆတွေကိုယူဆောင်လာခဲ့သူတဦးရှိခဲ့ပါတယ်သူက American ဖွဲ့စည်းပုံခြေခံဥပဒေကိုရေးဆွဲရမှာအကြီးကပါဝင်ခဲ့သူတူဖြစ်တယ်သူတွေကသူ့ကိုဖွဲ့စည်းပုံရဲ့အဖခင် Father of the Constitution လို့တော့ခေါ်လို့ရှိပါတယ် Madison က Montesquieu ရဲ့အတွေးခေါ်တွေကိုအရန်သဘောကျခဲ့တယ်သူက Federalist Number 47ဆိုတဲ့ရမကြီးစာရန်တစ်စောင်ကိုကြီးသားခဲ့ပါတယ်ဒီစာရန်မှာတော့ဒီလိုဖွဲ့စည်းပုံမျိုးဟာဘာကြောင့် ောင်းမွန်တယ်လဲဘာကြောင့်ရှိတယ်လဲအမေရိကတိုင်းပြည်နဲ့ဘာကြောင့်ထိုက်တန်တယ်လဲလူစုအတွက်ဘလောက်အရေးကြီးတယ်လဲဆိုတာကို Federal Paper လို့ခေါ်တဲ့စာစဉ်ထဲမှာကြီးသားရှင်းပြထားခဲ့ပါတယ် Federalix Number 7စာဆောင်ထဲမှာကြီးသားချက်အရ Medicine ကအာနာအကုံလုံးကိုတနေရာမှာထားရင်တိုင်းပြည်အတွက်ဟန်ရရှိနိုင်တယ်တနေရာဖြင့်အုတ်ချွေးဥပဒေပြူရေးတရားစီရင်ရေးကိုတနေရာထဲမှာအစိပ်ပိုင်းတစ်ခုတည်းအောက်မှာမထားတဲ့ဒီလိုမျိုးထားလာရင်အာနာရှင်စနစ်တိုင်ရနီလို့ခေါ်တဲ့ရက်ဆက်ပြီးတော့အတရားသဖြင့်ဖိ နှိပ်တဲ့အုပ်ချုပ်မှုမျိုးပေါ်ပေါက်လာနိုင်တယ်ဒီချက်ကမွန်တက်စုစီကဆင့်သက်လာတဲ့အတွေ့အခေါ်ဖြစ်ပါတယ်ပြီးတော့မယ်ရီဆင်ကဇူရရဲ့အာဏာကိုအုပ်ချုပ်ရေးစနစ်ကိုမန်နိုင်ရင်တုံးရနဲ့ဖွဲ့ခြားထားနိုင်မှသာလူတွေရဲ့လွတ်လပ်မှုအများပြည်သူရဲ့လွတ်လပ်ခွင့်ဓာတ်တွေကိုကာကွယ်နိုင်မယ်အကာအကွယ်ပေးနိုင်မယ်အာမခံချက်ပေးနိုင်မယ်လို့သူကကြေညာခဲ့ပါတယ်ဒါကြောင့်မယ်ရီဆင်ကဖွဲ့စည်းပုံကိုအားကောင်းပြီးတရားမျှတအောင်ဖန်ပြီးနိုင်ခဲ့ခြင်းဟာမွန်တက်စုရဲ့အတွေ့အခေါ်ဒီပေါ်မှာခြေခံခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေ့မွန်တက်စုရဲ့အကြောင်းကိုလေ ေးလာခဲ့တဲ့အပိုင်းမှာကျွန်တော်တို့ပါရီပင်ယူခဲ့ရပါတယ်ပါရီရှားလိုက်ပါတယ်မွန်တက်စကျူဟာပြည်သင့်နိုင်ငံသားတပ်ပဏိကဒွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်ဥပဒေများရဲ့စိတ်ဝိညာဉ်ဆိုတဲ့စာအုပ်ကိုရေးသားခဲ့တဲ့သူဟာအစိုးရအာဏာတွေကိုတုံ့ပြန်ခွဲဖို့နဲ့ချင်းချင်းထိန်းချုပ်ဖို့ဒွေးခေါ်တွေကိုသူဟာချပြခဲ့ပြီးကမ္ဘာကြီးကိုပြောင်းလဲစေခဲ့ပါတယ်ဒီဒွေးခေါ်တွေကအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖန်ကြီးတဲ့နေရာမှာကူညီပေးခဲ့တယ်လို့ပါပဲယနေ့အမေရိကန်နဲ့ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့နိုင်ငံတွေအချို့ရေးစနစ်တွေအားလုံးကိုတော်များများကိုလမ်းည ညွှန်နိုင်ခဲ့ပါတယ်ဒီမိုကရေစီစနစ်ကိုခိုင်မာအောင်လဲထိန်းချုပ်တက်မှတ်ပေးနိုင်ခဲ့ပါတယ်